်မြတ်စွာဘုရားသခင်ကိုရောမြတ်ကရာဇဂျိုမြို့ရောက်တဲ့အခါမှာသူပြာသူလာပြီးဂျော်တရက်နေ့လောက်ကရောက်တယ်အဲ့လိုရောက်ပြီးတော့ဥပတိတ်တာတို့ကောလိတာတို့ကတဘူရဲလာဇန်တရက်လောက်မှမြတ်စွာဘုရားစီရောက်လာကြတာအဲ့လိုတဘူရဲလာဇန်တရက်လောက်ရောက်လာတဲ့အချိန်မှာမြတ်စွာဘုရားကကမ္မထံပေးပြီးတော့သူတို့ အထက်မဲ့ဖို့အတွက်ဝိပဿနာခြင်းစဉ်ကိုဆက်လက်ပြီးတော့ခြင်းရတယ်ဆက်လက်ခြင်းတဲ့အခါမှာတဘောရဲလာဇန်တရက်ကနေဆက်လက်ပြီးတော့ခြင်းတော့ကောလိတပရပိုက်ရှမောက်ကလန်အလောင်းကခုနှစ်ရက်နဲ့ယဟန္တာဖြစ်သွားတယ်အဲ့ဒီခုနှစ်ရက်အတွင်းတရားအထုတ်နေတဲ့အချိန်မှာခဏခဏငိုက်နေလို့ရသော်ဗျာကသွားပြီးအငိုက်ဖြေနီး ကမ္မထံအထုတ်ခြင်းနဲ့ကမ္မထံအလုံးနဲ့အိမ်ငိုက်ခြင်းဆိုတဲ့အထဲမှာဒါဟောတာလားရှိတယ်နော်အဲ့ဒီငိုက်ဖြိုက်တဲ့ငိုက်ဖြောက်တဲ့ဤကိုရသော်ပြားကဟောပြီးတော့မှတဘောရလဇန်9ရက်နေ့လောက်မှာရှမောက်ကောလိတပြပိုက်ကဖြစ်လာတဲ့ရှမောက်ကလဟာယဟနာဖြစ်သွားတယ်အဲ့တော့သူကပထမသောတပတိမေရတာကြတော့ တရားလဲကြီးကြီးကျယ်ကျယ်မကျင့်လရဘူးပြောဆိုတာကိုစိတ်ဆက်ပြီးနားထောင်ယုံနဲ့ရလိုက်တာဆိုတော့လွယ်လွယ်ကူကူနဲ့ရတာဖြစ်သောကြောင့်ဒုက္ခပฏิပဒါလို့ခေါ်တယ်။လှင်းလင်းမြန်းမြန်းတည်သောကြောင့်ခိပ္ပပညာ။တောတပံဖြစ်တုန်းကရှင်မောကလံဟာဒုက္ခပฏิပဒါခိပ္ပပညာနဲ့တောတပံဖြစ်ခဲ့တယ်။သို့သောတဂရဂါမိမက်ဖို့အနာဂါမိမက်ဖို့ရတ္တမက်ဖို့ အတွက်ဝိပဿနာအားထုတ်တဲ့အချိန်ကြတော့အလွန်ကြုံအိမ်ငိုင်လို့ခက်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 ရင်ကျင့်ရတဲ့အခါကြတော့ဘာဖြစ်လဲဒုက္ခပฏิပဒာဒုက္ခပฏิပဒာတဲ့ခொနည်းနဲ့တရားဥတရားမြတ်ရလို့ဝိပဿနာအတိညာထက်မြက်လင်းမြန်တာဖြစ်သောကြောင့်ခိပ္ပဗိညာတဲ့ဒုက္ခပฏิပဒာခိပ္ပဗိညာ အထက်မဲ့ကိုကျင့်တဲ့အခါကျတော့ဒုက္ခပฏิဝရခိပ္ပပညာလို့ဒီနည်းနဲ့ရဟနာဖြစ်တယ်လို့ဒီလိုမှတ်ရမယ်တခါရှင်သာရိပုတ္တရာအလောင်းဥပဒိဋ္ဌကျတော့တရက်နေရစပြီးအားထုတ်လိုက်တာတပတ်ကုံသွားလည်းမရသေးဘူးနောက်တပတ်ဆက်နောက်တပတ်မှာတကူရဲလာပြီးနေလောက်အဖိတ်နေလောက်ရောက်တဲ့အခါကျတော့မှဝိပဿနာကျင့်ခြင်းကိုကျင့်ရင်ကျင့်ရင်နဲ့ အနုဘရသုတ်တံမှလာတဲ့အတိုင်းအသေးစိတ်ဇံဝင်စားလိုက်ဇံထဲမှာရှိတဲ့တရားဓမ္မတွေကိုဝိပဿနာရှုလိုက်နဲ့အဲ့ဒါလို့အသေးစိတ်လေးလာပြီးတော့တရားအထုတ်နေသည့်အတွက်ကြောင့်တပတ်နဲ့လည်းမပြီးဘူးနှစ်ပတ်ထဲရောက်လာပြီးတရားသာတက်ပြီမဲ့လို့ရဟနာဖြစ်မရောက်သေးဘူးတဲ့စူဇန်လေးလာမှုတွေကများပြီးနောက်ဆုံးမှာဒီကနခဆိုတဲ့ပရပိုက်ကို ဝေဒနာပြိက္ခဝေဒနာသိသိနီဝေဒနာကမ္မထံကိုခေါ်တဲ့အခါမှာမြတ်စွာဘုရားကိုရက်ခတ်ရင်ပြပိုက်ကိုတူတူပြပိုက်ကိုခေါ်တဲ့တရားကို နာရင်းမဲ့သူကယန္နာဖြစ်သွားတယ်တဲ့ဒီလိုဆိုတာအဲ့တော့ရှင်သာရိပုတ္တရာကယန္နာဖြစ်တယ်ဆိုတာကျင့်ရတာသူ့မှာခက်ခက်ခဲခဲမရှိသည့်အတွက်ကြောင့်ဒုက္ခပဋိပဒါ လင်းလင်းမြန်းမြန်းဝိပဿနာအတိတွေဟာရှင်းရှင်းလင်းလင်းသိတာဖြစ်သောကြောင့်ခိဗဗိညာသောတပန်ဖြစ်တုန်းကလည်းဒုက္ခပฏิပဒါခိဗဗိညာအထက်မဲ့ဖို့တွေတက်လှမ်းတဲ့အခါမှာလည်းဝိပဿနာကျင့်စဉ်ဟာဒုက္ခပฏิပဒါခိဗဗိညာလို့ဒီလိုရှင်သာရိပုတ္တရာရှင်မောကလန်တို့ရဲ့အကျင့်နဲ့ပတ်သက်ပြီးတော့ခွဲခြားသတ်မှတ်ထားတာအင်္ဂုတ္တရနိကေမှာတိုက်ရိုက်ပါရှိတယ်ပေါ့ သူတို့ကိုယ်တိုင်ပြန်ပြောထားတဲ့စကားတွေရှိတယ်။အဲ့ဒါလို့ဒီပုဂ္ဂိုလ်မြတ်နှစ်ဦးဟာတဦးကဒဂိုရဲလာဇန်9ရက်နေ့မှာယန္နာဖြစ်တယ်။နောက်တဦးကဒဂိုရဲလာပြည့်ဖိတ်မှာယန္နာဖြစ်တယ်။အဲ့ဒါလို့ယန္နာဖြစ်တော့အားလုံးအဲ့ဒီအချိန်မှာသူတို့နောက်ကပါလာတဲ့ပရပိုက်25ဦးကလည်းယန္နာဖြစ်ပြီးတော့သွားကြတယ်။